ီသားရဲ့တိုက်ကြီးဟာအရင်ကဒီမှာမရှိဘူးအကွဲကြောင့်ကပေါ်လာတော့ငါမတော်တဆဖြတ်သွားတာနောက်ပိုင်းဓာတ်ကိုဖွက်ဖို့အတွက်တိုက်ကြီးတစ်ခုကိုဒီနေရာကိုရွှေ့ပြီးအကွဲကြောင့်ကိုဖုံးကွယ်လိုက်တာဒါမှပြင်ပလူတွေကရှာမတွေ့မှာမိကုန်းကထင်ရှုပေးအရှင်ဟာဂုံယူစွာနဲ့ပြောလိုက်ပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube Channel လေးကို Like and Subscribe လုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်အစိမ်းရောက်ဝေးအမျိုးသမီးကြီးကအကွဲကြောင့်ကိုကြည့်ပြီးဒီအကြောင်းခဏရောက်အကွဲကြောင့်ကဘဲကိုဥတည်နေရတယ် ရောင်းရင်တိလိုက်မယ်မိဝန်ကထင်ရှုပင်အရှင်အားရင်မောလိုက်ပြီးသူတို့အောက်ကတိုက်ကြီးကိုပို့ပြီးတော့မြန်မြန်ယူလီအောင်လို့ထင်ချုံလိုက်ပါတယ်မျက်စိတမိတ်အတွင်မှာပဲအကွဲကြောင်းနဲ့ဝေးသွားပါတယ်ဒီအကွဲကြောင်းကမတည်ငြိမ်ဘူးဓာတ်ရိုက်ဝင်လို့တော့မရဘူးနှစ်ယောက်ဝင်ပြုတ်ကွဲသွားလိုက်မယ်လုံးဝပြောက်ကွက်သွားမှာမဟုတ်ပြီမဲကျုပ်သွားလိုက်မယ်ပြန်ထွက်ဖို့ကလည်းခက်ခဲသွားလိုက်မယ်ဒါကြောင့်တားရဲတိုက်ကြီးကိုလမ်းညို့ဖြစ်အသုံးပြုပြီးတော့ဝင်ရမယ်အလို့ဆိုရင်အကွဲကြောင်းကပြိုကျမှာမဟုတ်ဘူးတိုက်ကြီးပေါ်ကတစိမ့်ကြောင်းကိုပြန်လာတဲ့အခါထိခိုက်မှုကပိုပြီးတော့အားနေလိုက်မယ် မိကွန်းကချင်းရှုပင်အရှင်အားဆင်းပြနေတော့အယောင်ခွန်လျောင်းအကွဲတောင်းကတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားပါတယ်လူတိုင်းရဲ့ခြေအောက်ကတိုက်ကြီးအားပို့ပြီးတော့မြင်မြန်ယူလီယားလာပင်မဲ့ရုတ်တရက်ရက်တန့်သွားပါတယ်မိကွန်းကချင်းရှုပင်အရှင်သခင်ကလက်တစိဖွဲ့ပြီးတိုက်ကြီးကိုညှို့လိုက်ပါတယ်တိုက်ကြီးကရင်အားထက်ပုံမြင်တဲ့အမြင်နှုံးနဲ့အယောင်ခွန်လျောင်းအကွဲတောင်းစီကိုတဟုန်တိုးပြန်တန်းသွားပါတယ် ပို့ပြီးတော့မြန်လာပါတယ်မျက်စိတမိတ်အတွင်းမှာပဲအမြန်နှုံးကအကန့်အသတ်ကိုရောက်သွားပါတယ်ထိုးအမြန်နှုံးကြောင့်တိုက်ကြီးကပြင်းထန်စွာနဲ့တုံခါပြီးကြောင်တုံးကြီးတွေကအစွန်ကနေပြုတ်ကျသွားပါတယ်အပေါ်ကနေကြည့်ရင်တိုက်ကြီးရဲ့အမြန်နှုံးကနှိမ့်ပန့်ဖြက်စီးသူအစင်ချင်းချမ်းသူထက်နှီးတာမဟုတ်မှန်းရှင်းလင်းလင်းမြင်ရပါလိမ့်မယ်တကယ်တော့ပို့ပြီးတော့မြန်ပါတယ်တိုက်ကြီးကပို့ပြီးတော့မြန်မြန်ယူလီယာနီယာနဲ့အမျှမိုးချိုးပစ်တန်တွေကကျေတာရီရဲ့ဂျာမာပစ်တင်ထက်သွားပါတယ် တိုက်ကြီးဖို့ဟာလူတွေကနီးကပ်လာတဲ့အယောင်900အကွဲချောင်းကိုစိုက်ထိပ်ပြီးသတိထားလာကြပါတယ်။အာလုံကသတိအနေထားနဲ့ရှိနေကြပါတယ်။ထိုးရတွေကဖြည်းဖြည်းချင်းလို့ထင်ရပေမယ့်တခဏတာအတွင်းမှာဖြစ်ပျက်သွားတာပါ။တိုက်ကြီးကအယောင်900အကွဲချောင်းလေးကိုချက်ချင်းပဲဝင်ရောက်သွားပါတယ်။ထိုးအချိန်မှာအယောင်900အလင်းတန်းကပိုပြီးတော့ပြင်ထန်လာပြီးပတ်ဝန်းကျင်တစ်ခုလုံးကိုလင်းလန့်စေပါတယ်။တိုက်ကြီးကဝင်ရောက်သွားတဲ့အခါအကွဲချောင်းကအတင်းဆွဲဖက်ခံရတယ်လို့ချက်ချင်းပဲပူကျဲလာပါတယ်။သွားကြောက် မိကုန်းကထင်ရှုပင်အရှင်သခင်ကအော်ဟစ်လိုက်ပြီးအကွဲကြောင်းစီကိုတဟုန်တိုးပြန်တန်းသွားပါတယ်။ကျန်တဲ့လူတွေကလည်းအမျက်ဆုံးအမျက်နှုံးနဲ့အကွဲကြောင်းတွေကိုဝင်သွားပါတယ်။ထိုအချိန်မှာပင်ပန်းမှာကျန်နေတဲ့နှစ်ယောက်ကတိမ်ဝင်းညင်အရှင်သခင်နဲ့ဝန်လင်းမှာတိမ်ဝင်းညင်အရှင်သခင်ကဝန်လင်းကိုအစ်ဆွန်နဲ့ကြိလိုက်ပြီးဝန်လင်းကစိတ်ထရားနဲ့အစ်ဆွန်နဲ့နှာခေါင်းရှုပ်လိုက်ပါတယ်။သူကတည်းကအကွဲကြောင်းစီကိုတတန်းမှန်းနဲ့ဥတီသွားပါတယ်။သူကတည်းကအကွဲကြောင်းတွေကိုဝင်တော့မဲ့အချိန်မှာဝန်လင်းရဲ့မျက်လုံးထဲမှာအစ်ဆရက်အလင်းတစ်ခုကဖြစ်ပြီးသွားပြီးရုတ်တရက်နောက်ကိုလှည့်ကြည့်လိုက်ပါတယ်။တိမ်ဝင်းညင်အရှင်သခင်ရဲ့မျက်လုံးတွေကကျင်းသွားပါတယ်။ဝန်လင်းကနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာသူ ဦးရဲ့ညာလက်ကလီဟာနေကိုလှမ်းလိုက်ပြီးတန်တားတလက်ကရုတ်တရက်ပေါ်လာပါတယ်။တန်ကြီးလေးနဲ့ဖုံးလွှမ်းနေပြီမဲ့ကောင်းဝင်းကိုတုံလို့စင်နိုင်တဲ့အချိန်မှာပါတဲ့တန်တားတလက်ပါ။ ခုနှစ်အောင်အကွဲကြောင်းလေးကိုဝင်မှုအတွက်ဝယ်လေးမှကိုပိုင်အကျံစီရှိပါတယ်ထိုအရာမိကုံးကထင်ရှုပင်အရှင်သခင်နဲ့ပဏိပခဖြစ်စီတော်မယ်ဆိုတာဝယ်လင်းကသိပါတယ်ဝယ်လင်းကနိဗ္ဗာန်ဖြစ်စီသူအလေအစင်းချဉ်းသူတယောက်တော်ရင်ဆိုင်နိုင်ပါတယ်နှစ်ယောက်ဆိုရင်တော့ဒုတိယလူကမိကုံးကထင်ရှုပင်အရှင်သခင်နဲ့ဆက်ဆက်ရင်မကောင်းဘူးဆိုရင်အဆင်ပြေနိုင်ပါတယ်ဝယ်လင်းကတွင်မှုဆိုတဲ့အကောင်လေးကိုတိတ်တဆိတ်နဲ့စောက်ကြည့်ခဲ့ပါတယ်သူကရက်စက်တဲ့လူတယောက်ဖြစ်ပြီးမိကုံးကထင်ရှုပင်အရှင်သခင်နဲ့ဆက်ဆက်ရင်ကကိုကြိုးစီးပွားရေးအတွက်သာဖြစ်ပါတယ် ချန်ထန်ကျွင်းရတော့မိကုံးရောထင်ရှုပင်အရှင်သခင်နဲ့ဆက်ဆက်ရေးတိတ်မရှိပါဘူးသူ့ဘောင်ကိုပိုင်အကျဉ်စီရှိရပါမယ်မိကုံးရောထင်ရှုပင်အရှင်သခင်နဲ့ရင်းနှီးတဲ့ဆက်ဆက်ရေးရှိတဲ့လူကနှစ်ယောက်ပဲရှိပါတယ်ပထမတစ်ယောက်ကပန်ဆိုတဲ့အဖိုးကြီးနဲ့နောက်တစ်ယောက်ကတော့တိမ်ဝင်းရှင်အရှင်သခင်ပါဝင်လင်းရဲ့ခွေးချမ်းစိတ်ပြချက်အရမိကုံးရောထင်ရှုပင်အရှင်သခင်ကအားလုံးကိုဖိတ်ခေါ်နိုင်ခဲ့တာတိမ်ဝင်းရှင်အရှင်သခင်ကြောက်ပါသူတို့နှစ်ယောက်ကပူပေါင်းပြီးပန်ဆိုတဲ့အဖိုးကြီးကလည်းပါဝင်ထိုအဖွဲကအားလုံးထဲမှာမကျော်လွှားနိုင်တဲ့အဖွဲတစ်ဖွဲဖြစ်လာမှာပါ ိုးကြောင်းတိမ်ဝင်းညင်အရှင်သခင်ကိုဖျက်ဆီးပစ်လိုက်တာမိကုံးကိုထင်ရှုပင့်အရှင်သခင်ရဲ့လက်တစ်ဖက်ကိုချိုးလိုက်သလိုပါပဲတိမ်ဝင်းညင်အရှင်သခင်မှာမကောင်းတဲ့ရွယ်ချက်ကရှိပြီးသူ့ကိုအချိန်တိုင်းစောက်ကြည့်နေခဲ့ပါတယ်ဝင်လင်းကသူ့ကိုပူပေါင်းလာမှာကိုခွင့်မဲ့ပေးပဲအရင်တိုက်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်အခုထိန်ဟာတိုက်ဖို့အတွက်အကောင်းဆုံးအခွင့်အရေးပါနိဗ္ဗာန်ဖျက်ဆီးသူ့ကိုအလဲအဆင်း နိုင်ငံဖြစ်စည်းခြင်းအလဲအဆင်ချင်းချင်းထုံနဲ့တိုက်ရတော့မယ်ဆိုတာကိုတွေးပြီးတော့ဝလင်းကဆိတ်လုချသွားပါတယ်။တန်တာကိုကင်ပြီးရဲဆက်နဲ့ခုတ်ချလိုက်ပါတယ်။တူပါနိုင်ငံလီဟာနဲ့ရတနာရဲ့ဆွမ်းအားကကောင်းငင်းကိုတလုံးစီနိုင်ပါတယ်။ထိုးချိန်မှာကြီးမလာတဲ့ဓာဆွမ်းရဲ့ရောင်ကြီးတစ်ခုကတိန်ဝင်းညအရှင်သခင်စီကိုပြစ်လွတ်လိုက်ပါတယ်။တိန်ဝင်းညအရှင်သခင်ရဲ့မျက်နှာကလည်းပြောင်းလဲသွားပါတယ်။သူကဝလင်းနဲ့မဝေးပါဘူး။ ခုနှစ်အောင်အကွဲကြောင်းနဲ့လေရန်ဦးမှနှီးပါတယ်ဓာဆိုင်ကချက်ချင်းနှီးကက်လာတော့တွေးဖို့အချိန်မရှိပါဘူးတိမ်ဝင်းညင့်အရှင်သခင်ကအုတ်ဟိလိုက်ပြီးလက်နက်ဖက်နဲ့လက်ဒစိတ်တစ်ခုကိုဖွဲလိုက်ပါတယ်သူ့ရဲ့နောက်ကဝင်းညင့်မိတော်ကဝင်းလင်းရဲ့ဓာဆိုင်ကိုရင်ဆိုင်ဖို့အတွက်ထွက်လာပါတယ် ဝင်းညစ်မီတာဝါဝင်လင်းစီးကိုပြစ်လွတ်လိုက်ပြီးဓာဆွိုင်းနဲ့တိုက်မိပါတယ်။တောင်မော့ဖွဲ့ကမိဟိန်းတန်ကလည်းထွက်လာပြီးဝင်းညစ်မီတာဝါပြုတ်ကွဲသွားပါတယ်။ဓာဆွိုင်းကိုလုံးဝမတားဆီးနိုင်ပါဘူး။ထိုအန္တရာယ်ရှိတဲ့အချိန်မှာတိတ်ဝင်းညစ်အရှင်သခင်ရဲ့မျိုးလုံးတွေကဒေါသနဲ့ပြုကျက်လာပါတယ်။ဓာဆွိုင်းကနိကက်လာတဲ့အချိန်မှာသူကရှာပြားကိုကိုက်လိုက်ပြီးတွေးစီနစ်ကိုထွေးထုတ်လိုက်ပါတယ်။ထိုတွေးတွေကဥကောင်းကိုပုံစံပြောင်းလဲသွားပြီးဓာဆွိုင်းရောင်ကြီးကိုမြူချလိုက်ပါတယ်။ကောင်းကင်းကိုတွန်လို့စီတဲ့ပောက်ကွဲတန်ကလည်းထွက်လာပြီးတိတ်ဝင်းညစ်အရှင်သခင်ရဲ့ခန္ဓာကိုယ်ကတော်ရင်သွားကမျက်နှာဖြူဖြောင်းနေပါတယ်။မျိုးလုံးတွေမှာအန်းတင်းမှုကလည်းပြင်းထန်နေပါတယ်။သူက ားတဲ့သူကနိဗ္ဗာန်ဖြစ်စီသူအလဲဆင်းကျဉ်းသူဖြစ်တာကြောင့်ဝန်လင်းရဲ့ဓာဆွင်ကသူ့ကိုပြပင်းထံမတိခိုက်စေနိုင်ပါဘူးတိုက်ခိုက်မှုကြောင့်ဝန်လင်းကနောက်ကိုခြေလှမ်းနေငယ်ဆုပ်သွားပြီးအကွဲကြောင်းလေးကိုပြက်ကွက်သွားပါလေမင်းကတေးချင်းနေရလားဂျူနီယာကောင်တိမ်ဝင်းညင်အရှင်သခင်ကအိုဟိလိုက်ပြီးရှေ့ကိုတဟုန်တူပြင်းဝင်လာပါလေသူကရန်အောင်မှမြန်ပါတယ်ဝန်လင်းစီကိုချက်ချင်းပဲရောက်လာပါတယ်ဝန်လင်းမှတန်တားရဲ့အပြေးဝါတိုက်ခိုက်မှုကိုအသုံးပြုဖို့အတွက်အချိန်မရှိပါဘူး သူ့ရဲ့မျက်လုံးလေးမှာအစ်ဆက်တဲ့လင်းတန်းများကဖြစ်ပြီးသွားပါတယ်။သူကမျော်လင့်ထားတာမဟုတ်ပါဘူး။နိဗ္ဗာန်ဖြစ်စီသူ့အလဲအဆင်းကြီးညံ့သူကိုတတ်ဖို့ဆိုတာမလွယ်ပါဘူး။သူ့ရဲ့ရွယ်ချက်ကသူ့ကိုဒဏ်ရာရအောင်အရင်လုပ်ဖို့ပါ။နောက်မှဖြစ်လာမယ့်အရာတွေအလုံးအတွက်ပြင်ဆင်မှုပါ။ဝလင်းကနောက်ဆုတ်သွားပြီးအကွဲကြောင်းလေးကိုလုံအောင်ဝင်ပါတော့မယ်။တိမ်ဝင်းကြီးအရှင်သခင်ကလည်းနီးကပ်လာပြီးအကွဲကြောင်းလေးကိုခြေလန်းတစ်ဝက်လောက်ဝင်လာပါတယ်။သူကလက်ကိုမြောက်ပြီးနီးပညာကိုအသုံးပြုတော့မဲ့ထိုးအချိန်မှာဝလင်းကပြုံးလိုက်ပါတယ်။ပါဇက်ဟားလိုက်ပြီးရက် သူကအော်လိုက်ပါတယ်သူရဲ့ခန္ဓာကိုယ်ထဲကကောင်းကင်မူလဆွမ်းရင်ကဒေါသတကြီးနဲ့လှိုင်းထားလာပြီရတန်နီပညာအဖြစ်ပြောင်းလဲကတိမ်ဝင်းညအရှင်သခင်ကိုဝင်းရလိုက်ပါတယ်မျက်စိတမိတ်အတွင်းမှာပဲတိမ်ဝင်းညအရှင်သခင်ရဲ့ခန္ဓာကိုယ်ကရတန်သွားပါတယ်သူရဲ့ကျင့်ကြံမှုအစဉ်နဲ့ရတန်နီပညာကနေဖန်တီးလိုက်တဲ့မမြင်ရတဲ့ပိုးချီမြင်တွေကိုဖျက်တော့ဖို့ခဏလေးပဲလိုပါတယ်တူရတဲ့အလောက်ပဲဆိုရင်တော့လုံလောက်ပါပြီဝလင်ကအကွဲချောင်းလေးကိုဝင်သွားရတယ်ဒါဆိုရင်ရောင်ကြီးတစ်ခုကတိမ်ဝင်းညအရှင်သခင်ရဲ့ခေါင်းစီကိုပြစ်လွတ်လိုက်ပါတယ် ရှီယောင်နှစ်ဖျားရဲ့စွမ်းအားနဲ့ပြင်းထန်နေတဲ့လက်တီးတစ်ချက်ကိုလည်းသူ့စီကိုပြစ်လွတ်လိုက်ပါတယ်။ဒါဆိုရင်ရောင်ကြီးကလည်းနီးကပ်လာပါတယ်။တင်ဝင်းညင်အရှင်သခင်ကရက်တန့်ဒီပညာအနေလွတ်မြောက်ဖို့အတွက်စူးစမ်းပေမဲ့သူ့ရဲ့ညာလက်ကနေသွေးတရပန်းထွက်လာပြီးကြိတ်ကွဲဖွဲ့ရအောင်ဟိလိုက်ပါတယ်။ဒါဆိုရင်တခုကသူ့ရဲ့ညာဘက်လက်ကိုဖျက်ပစ်လိုက်တာပါ။ထိုအချိန်မှာရှီယောင်နှစ်ဖျားရဲ့လက်တီးချက်ကကြောက်လာပါတယ်။တင်ဝင်းညင်အရှင်သခင်ကနီးပညာနဲ့ကာကွယ်ပေမဲ့သူ့ရဲ့ခန္ဓာကဘေးကိုအတော်လေးရွှေ့သွားပါတယ်။သူ့ရဲ့မျက်လုံးလေးမှာကြောင်းမှုတွေကလည်းပေါ်လာပါတယ်။ အကွဲကြောင်ကြားနေဖြတ်တန်းနေတဲ့အချိန်မှာကျုံတလူမျိုးရွှေလျားလို့မရပါဘူးဒီလိုလုံးရင်နေပင်တစ်ခုချာဖြတ်ကျုံနေတဲ့အချိန်မှာအချားနေရကိုချက်ချင်းပဲရောသွားပါလိမ့်မယ်ဝလင်းကလီဟာနဲ့အကွဲကြောင်အမြောက်အများကိုဖြတ်တန်းပူပါတယ်ခွန်နီအောင်အကွဲကြောင်ကိုတော့မဝင်ဘူးဝိမ့်မယ်နေပင်တစ်ခုချာအကွဲကြောင်အလုံးကိုအဲ့လိုပဲကောက်ချက်ချပါတယ် ခဏရောင်အကွဲချောင်းကလည်းမတည်ငြိမ်ဘူးဆိုတာသူကပို့ပြီးတော့ထိတာသွားပါလေ။သူရဲ့ရွယ်ချက်ကနိဗ္ဗာန်ဖြစ်စီသူအလေအစင်းချင်းချင်းတကူတတ်ဖို့မဟုတ်ပါဘူး။တိမ်ဝင်းရဲ့အရှင်သခင်ကိုဒန်ရန်ရောက်လို့ပြီးအကွဲချောင်းတွေကိုဝင်တဲ့အချိန်မှာသူရဲ့နေရာကိုယူလီယာတောင်းကလေးလှုပ်ဖို့ပါ။ထိုရာအလုံးကမျက်စိတမိတ်တွေမှာဖြစ်ပြသွားတာပါ။မြေုံနိုင်လောင်းမျက်လုံးပါတယ်။အကွဲချောင်းတွေကိုဝင်သွားတဲ့အချိန်မှာဝလင်းရဲ့မြင်ကွင်းတွေကမှုံသွားသွားပြီးမူလာဝိညာဉ်ဟာရက်တန်ဒီပညာကိုအသုံးပြုလို့ပြင်းထန်တဲ့တုတ်ပြန်မှုကိုခံစားလိုက်ရပါတယ်။ဒိုးဝရင်အတင်းအကျပ်နဲ့ထိန်းချုပ်ထားလိုက်ပါတယ်။မြင်ကွင်းကပြန်နေကြည်လင်လာတော့သူကထူးဆန်းတဲ့ကဘာတစ်ခုမှရောက်နေပါတယ်။ ထိုနေရာမှာကောင်းကင်နဲ့မြေကြီးရရှိပါတယ်။ဒိုဝါရင်ကောင်းကင်ရနေ9ရောင်အလင်းနေရာထွက်နေပါတယ်။မြေကြီးရပါထိုအလင်းကျောက်9ရောင်ဖြစ်နေပါတယ်။ဒိုဝါရင်လည်းထိုကဘာကကြီးလင်မနေပဲမြူတွေနဲ့ဖုံးလန်းနေပါတယ်။မြူမရှိတဲ့နေရာကအနှဲငယ်ပဲရှိပါတယ်။ ဝင်လင်းကမြင်ကွင်းကိုတေချာမကြည့်ပါဘူးမျက်လုံးတွေကတောက်ပွားလာပြီးထုံနေရောင်ရောက်လာတဲ့လူတွေကိုပတ်ကြည့်လိုက်ပါတယ်တိမ်ဝင်းညင်အရှင်သခင်မပါပါဘူးထိုးရောင်မြင်တော့ဝင်လင်းကစိတ်အသာရောက်သွားပြီးသူ့ရဲ့လောင်စားလုပ်ခဲ့တာအောင်မြင်သွားခဲ့ပါပြီသူလုပ်ခဲ့တာအရန်ကိုအနေများပါတယ်တိမ်ဝင်းညင်အရှင်သခင်ကမပြေစင်တော့ဘူးဆိုတော့သူ့ရဲ့ဤပညာရတန်ဤပညာကြောင့်အနောက်ချက်ဖြစ်သွားပါတယ်ထိုဤပညာကသာထွက်လာခြင်းအရာအလုံးကအလင်းမြန်နဲ့မပြီးဆုံးနိုင်ပါဘူးလူတိုင်းကပေတထောင်လောက်ပဲကြံဝိုးနဲ့ရစ်ပလင်းလိုနေရာတိုင်းမှာရှိနေကြပါလေ။ပန်ဆိုတဲ့အဖိုးကြီးကပုံဝင်းချင်းကိုကြည့်ပြီးအတိတ်ကိုပြန်အောင်မိနေပါလေ။ ူကထိုနေရာကိုတတရအချိန်ရောက်လာပါပထမအချိန်ရောက်လာတော့ကသူတို့ရဲ့မိတ်ဆွေတွေအများကြီးအားတည်ဆုံခဲ့ရပါတယ်ဒုတိယအချိန်မှာပို့ပြီးတော့အများကြီးတည်ဆုံခဲ့ရပါတယ်ထိုနေ့မှာတော့သူအပါဝင်၃ယောက်ဝသာကျန်တော့ပါတယ်တုံမှုဆိုတဲ့ကောင်လေးရဲ့မျက်လုံးတွေဟာရှေးရမြူတွေကိုကြည့်ပြီးနှကန်းကိုရှာနေတတ်ကဒီမြူတွေကကျဲမြူတွေမဟုတ်ဘူးသူကတီတူပြောလိုက်ပါတယ်တိုက်ပွဲသားရဲ့ခန်းရချန်ထန်ကျွင်းရထူနီယာကိုရောက်တော့အရန်ဝမှာဆိတ်လို့ရှားနေပါတယ်သူကအသက်ကိုနက်နက်ရှူသွင်းပြီးမျက်လုံးလေးမှာထူးဆန်းတဲ့အလင်းတွေအပေါ်လာပါတယ် အစိမ်းရောက်ဝယ်အမျိုးသမီးကြီးရပဲအနေနဲ့မျက်မှောက်ကျော်လိုက်ပါလေ။ဘာတွင်းလင်းလဲဆိုတာဘသူကမှမသိပါဘူး။မိကွန်းကထင်ရှုပြီးအရှင်သခင်ရဲ့မျက်နှာအမူအရာဆေးလုရှားနေရင်ပဲချက်ချင်းပဲတည်ကြည်သွားပါလေ။ဝယ်လင်းကိုကြည့်ပြီးကျဉ်းကျန်သူမိတ်ဆွေလူတိမ်ဝင်းရဲ့အရှင်ရဘမလေး။သူကမေးလိုက်ပါလေ။ဝယ်လင်းကတင်ငိမ့်တဲ့မျက်နှာနဲ့မျက်မှောက်ကျော်လိုက်ပါလေ။သူကဘေးကိုသွားလဲဆိုတော့ငါကဘယ်လိုသိမှာလဲ။တိမ်ဝင်းရဲ့အရှင်ရမင်းရဲ့နောက်မှာရှိနေရလေ။မင်းတို့နှစ်ယောက်ကနောက်ဆုံးမှဝင်လာတာ။အပြင်မှာကိစ္စတစ်ခုကဖြစ်သွားလား။ မိကောထင်ရှုဖက်အရှင်ကမျက်မှောက်ထိုးလိုက်ပါတယ်ထိုနေရာကိုပြန်ဦးလာတော့ကောင်းနေတဲ့စိတ်ခံစားချက်ကတိမ်ဝင်းရဲ့အရှင်သခင်ကပျောက်ဆုံးသွားလို့ပျောက်ွက်သွားပါတယ်မကောင်းတဲ့ခံစားချက်တစ်ခုကလည်းရှိနေပါတယ်ဝင်းလင်းကတည်ငြိမ်စွာနဲ့အပြင်မှာကိစ္စတစ်ခုကဖြစ်သွားလာလဲမသိဘူးဒါပေမဲ့အကွဲကြောင်းလေးကိုဝင်လာတော့ကဘာမှဖြစ်ဘူးသူကပြောလိုက်ပါတယ်ပန်ဆိုတဲ့အဖိုးကြီးကဝင်းလင်းကိုစိုက်ကြည့်ပြီးကျဉ်းကျဉ်းသူမိတ်ဆွေလူကျွန်တော်ကရင်ကသတိထားမိပါတယ်တိမ်ဝင်းရဲ့ကျဉ်းကျဉ်းသူမိတ်ဆွေဟာမင်းနဲ့တိုက်ပြီးတော့မွေးပါဦးမင်းကဝင်လာပြီးတော့သူကပျောက်ွက်သွားတယ်ဆိုတော့မဖြစ်နိုင်ဘူး သူကဖိဖိချင်းပြောလိုက်ပါလေမိကောကထင်းရှုပင်အရှင်သခင်ရဲ့မျက်နှာအမူအရမှတ်ညွတ်သွားပြီးဝင်လင်းကိုကြည့်လိုက်ပါလေသူရဲ့စိတ်ထဲမှာအရန်အောင်မှဒေါသဖန်နေပါပြီသူတို့တုံရဲစကားတွေကကျန်တဲ့ချင်းချင်းသူရဲ့အာယုံကိုဆွတ်ဆောင်လိုက်ပါလေတွံမှုဆိုတဲ့ကောင်လေးကပြုံးလိုက်ပြီးစိတ်ဝင်စားဖို့တော့ကောင်းလာပြီအကွဲချောင်းလေးကိုဝင်လာတာတော့လူတစ်ယောက်ကပျောက်သွားနိုင်တယ်သူကပြောလိုက်ပါလေအစိမ်းရဝေအမျိုးသမီးကြီးရလေဝင်လင်းကိုကြည့်ပင်မဲ့ဘာမှပြောပါဘူးချန်ထန်ချွင်းရတော့မျက်မှောက်ချိုးလိုက်ပါလေသူကထိုးရရတွေကိုလိလူရှုပြီးအဝေးရမြူတွေကိုသာကြည့်နေပါလေသူရဲ့မျက်လုံးတွေမှာစိတ်လှုပ်ရှားမှုများရှိနေပါလေ ပန်ချင်းညံသူစကားပြောတာကိုသတိထားသင့်ပါတယ်ဒီလိုပေါ်ပေါ်တန်ပြောမယ်ဆိုရင်ကြီးမားတဲ့ဘေးဒုက္ခကိုကြုံမလိမ့်မယ်ဝင်လင်းကပန်ဆိုတဲ့အဖိုးကြီးကိုကြည့်ပြီးလှောင်ပြောင်လိုက်ပါတယ်အဖိုးကြီးကလည်းတုံ့လုသွားပါတယ်ဝူချင်းရဲ့တိဆုံမှုကိုတွေးပြီးတော့အလောက်အများကြီးပြောမိရအောင်နောက်လိုက်ရသွားပါတယ်မိကွန်းကထင်ရှုပင့်အရှင်သခင်ကိုကြည့်လိုက်ပါတယ်ချင်းညံသူမိတ်ဆွေလူကျေးဇူးပြုပြီးတော့ရှင်းပြပါမီယောထင်ရှုပင်အရှင်သခင်ကဝန်လင်းကိုစိုက်ကြည့်လိုက်ပါလေတိမ်ဝင်းညင်အရှင်သခင်ကအဖျွန်ဝဲလူငယ်ကိုစောက်ကြနေရဆိုတာသူကသိပါတယ်အခုသူပြောက်သွားတော့ထိုလ်လူကတန်တရာအရှိဆုံးလူဖြစ်လာပါတယ်ဟာတော့ပဲ ်ဝလင်းကဒေါသနဲ့ရင်မောလိုက်ပါတယ်မိကွန်းကိုထင်ရှုပေးအရှင်သခင်ကိုလှောင်ပြောင်ပြီးတိမ်ဝင်းညက်အရှင်သခင်ကနိဗ္ဗာန်ဖြတ်စည်းသူအလေအဆင့်ငါသူ့ကိုမရှင်နိုင်ဘူးမိကွန်းကိုထင်ရှုပင်ကျင့်ရသူမိတ်ဆွေအားကျွန်တော်စီအားရှင်ပြချက်ကိုလိုချင်တယ်ဒါပေမဲ့အဲ့တော့ကျွန်တော်ကမပေးနိုင်ဘူးတိမ်ဝင်းညက်အရှင်သခင်မှာခြေထောက်တွေအုံနောက်တွေဟာရှိတယ်သူကဘယ်ကိုသွားမလဲဆိုတော့ကျွန်တော်ကဘလို့အစီရင်ခံရမှာလဲတကယ်ကိုရေစရာပဲတိုက်ခိုက်ဖို့အကြောင်းပြချက်ကိုလိုချင်တယ်ဆိုရင်လေကျွန်တော်ကလိုက်ရောပြီးမယ် ဝန်လင်းရဲ့မျိုးလုံးတွေမှာအစ္စရဲအလေးများဖြစ်ပြီးသွားပြီးသူ့ရဲ့ဇကားတွေကထက်ရှားပါတယ်တွန်မှုဆိုတဲ့ကောင်လီရကိုဝန်လင်းကိုကြည့်ပြီးမိကုန်းကိုထင်းရှုပင်အရှင်သခင်ကိုစိတ်ဝင်စားဖို့တော့ကောင်းတယ်ဒါပေမဲ့ထင်းရှုပင်အရှင်သခင်ကျဉ်းန်းသူမိတ်ဆွေလူရဲ့ဇကားတွေဟာအရင်ကရုတ်တရှိပါတယ်တိမ်ဝင်းရဲ့အရှင်သခင်မှာခြေထောက်နဲ့အုံနာဝါရှိတယ်သူကမဝင်ချင်လို့လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ကျွန်တော်တို့နဲ့မနေချင်လို့အခြားနေရာကိုသွားတာလည်းဖြစ်နိုင်တယ်သူကပြောလိုက်ပါတယ် မိကုန်းကထင်ရှုပင်အရှင်သခင်ကမျက်မှောက်ကျောလိုက်ပါတယ်သူရဲ့စိတ်ထဲမှာတန်တရားတွေအားရှိနေပါတယ်တိတ်ဝင်းညစ်အရှင်သခင်ရဲ့ကြီးညက်မှုအစင်းနဲ့ဆိုရင်ထိုလူကကြီးညက်မှုအစင်းမြင့်မြင့်ကိုဖုံးကွက်ထားတာမဟုတ်ရင်ဒီလောက်တူတောင်းတဲ့အချိန်တွင်းမှာတည်ဆုံးသွားမှာမဟုတ်ပါဘူးဝလင်းကိုကြီးလိုက်ပါတယ်တိတ်ဝင်းညစ်အရှင်သခင်ကတည်ဆုံးသွားတဲ့ဆိုတဲ့အတွေ့ကိုညှဉ်းဆန့်လိုက်ပါတယ်အထူးသဖြင့်တိတ်ဝင်းညစ်အရှင်သခင်ကသူ့လိုပဲထိုနေရာနဲ့ယဉ်နေပါတယ်သူတို့နှစ်ယောက်ကနှစ်ချိန်ဝင်မှုပြီးပါပြီတိတ်ဝင်းညစ်အရှင်သခင်ကအခြားလမ်းတစ်ခုကိုရှာတွေ့ပြီးတင်ရရွှေပြောင်းခြင်းဤပညာကိုသုံးပြီးတော့ထွက်သွားတာလားအဲ့ဒါဖြစ်နိုင်တယ် ဒါမဟုတ်အဲ့လူကတိတ်ဝင်းညက်ရှင်တခင်နဲ့တိုက်ခိုက်ပြီးအခြားနေရာကိုရောက်သွားအောင်လို့လုပ်ခဲ့တာလားဒါဆိုရင်ဒီလူကဘလို့လုပ်ပြီးရောဘေးကိန်းနဲ့ဒီကိုရောက်လာမှာလဲမိကိုကထင်းချုပ်ပင်ရှင်တခင်ရဲ့စိတ်ထဲမှာမတေချာမှုတွေအရရှိနေပေမဲ့ထင်းချုပ်လိုက်ပါတယ်ဝင်လင်းကိုကြည့်ပြီးလက်နှစ်ဖက်ဆုပ်လိုက်ပါတယ်ကျွန်တော်ကပို့ပို့တန်ပြောမိတာပါကျင်းညံ့သူမိတ်ဆွေလူကစိတ်ထဲမထားပါနဲ့သူကပြောလိုက်ပါတယ်ဝင်လင်းကတော့ခက်အေးနဲ့နှာခေါင်းရှုပ်ပြီးလက်နှစ်ဖက်ဆုပ်ပေမဲ့ဘာမှမပြောပါဘူး ထိုးအချိန်မှာခုနှစ်ယောက်ကဘာတွေမှာမြူတွေကထူထန်းနေတဲ့ဂျိုင်ဝမ်တစ်ခုမှာတိမ်ဝင်းချင်းအရှင်သခင်ကမျက်နှာဖြူဖြောတဲ့ပုံစံနဲ့စိုးရိမ်တဲ့အမူအရာနဲ့ပဝင်းချင်းကိုကြည့်နေပါတယ်။ညာဘက်လက်ကသွေးတွေမထွက်တော့ပေမဲ့သူ့ရဲ့မျက်နှာအမူအရာကြောက်စရာကောင်းနေပါတယ်။တေဆန်းငါဒီဦးတော်ရောက်လာတယ်။သူ့ရဲ့နှခမ်းခြောက်တွေကိုရှာနေတက်လိုက်ပြီးဂျိုင်ဝမ်ကမြူတွေကိုကြည့်လိုက်ပါတယ်။သူ့ရဲ့နှလုံးသားကလည်းတွန်းလုံးနေပါတယ်။မြူထူတွေထဲကနေတရုံညင်းအော်တန်နေတဲ့အတူငညင်းနှန်းတွေကိုလည်းရနေပါတယ်။ ိန်ဝင်းရဲ့အရှင်သခင်နဲ့ပတ်သက်တဲ့ကိစ္စကိုဘေးဖစ်ထားလိုက်ပြီးထပ်မပြောတော့ပါဘူး။ပန်ဆိုတဲ့အဖိုးကြီးရဲ့စိတ်ထဲမှာမကြည်မနှက် ဖြစ်နေပြီးဝင်လင်းကိုစော်ကားမိလို့သတိထားနေရပါတယ်။ဝင်လင်းရဲ့အစ်စရဲအကြီးကိုတွေးပြီးတော့ကြောက်လန့်ပြီးအသက်ကိုပြပြန်ရှူလိုက်ရပါတယ်။မိကွန်းကိုထင်းရှုပြင်အရှင်ကတီကြည်တဲ့လေတံနဲ့နဖျားအယုံကိုအဝေးကိုမလွင့်နဲ့မဟုတ်ရင်ဒီမှာရှိတဲ့ကြမ်းတမ်းသားရဲ့အလုံးကိုဆွဲဆောင်မိလိုက်မယ်။ဒါအပြင်ပိုင်းဒေသပဲဖြစ်ပေမဲ့အစင်းစနစ်မြူသားကြီးတွေရာရှိတယ်။ပေတထောင်အထက်ကိုလည်းမပြန့်နိုင်စေနဲ့။ သူကပြောလိုက်ပါတယ်ဝန်လင်းကကောင်းကင်ခုနှစ်ယောက်အလင်းတန်းတွေကိုကြည့်ပြီးစဉ်းစားနေပါတယ်ထိုခုနှစ်ယောက်အလင်းတန်းတွေကအရန်အုံးမှထူးဆန်းပါတယ်နားမလည်နိုင်တဲ့နေရာမှာပြောင်းလဲမှုတစ်ခုကပေါဝင်နေရလို့တော့ထင်ရပါတယ်ဒါဘယ်နေရာလဲမေးလိုက်တဲ့သူကတော့တိုက်ပွဲသားရဲ့ခိုင်းရခြံထံကျွင်းမှာမိကွန်းကထင်းရှုပ်ပြီးအရှင်သခင်ကရှေ့ကိုကြည့်ပြီးခုနှစ်ယောက်နေပယ်ငါဒီနေရာကိုအဲ့လိုခေါ်တယ်ထိုနေရာရဲ့အပြင်ပိုင်းဒေသမှာမြူသားရဲတွေကပြည့်နှက်နေပါတယ်ဒီနေရာရဲ့အပြင်ပိုင်းဒေသမှာမြူသားရဲတွေကပြည့်နှက်နေတယ်ငါရဲ့မူလဆွမ်းရဲ့အာလုံကဒီကနေကြတာ ငါဒီကိုအကျဉ်းနေငယ်ချောက်ဦးတယ်။ဒါပေမဲ့အလဲပိုင်းဒေသကိုမဝင်နိုင်ဘူး။အဲ့ဒီမှာရှေးခေတ်လူတွေရဲ့အကျဉ်းကျန်နေရရှိတယ်။ငါရဲ့လေးလာတွေ့ရှိချက်အရကောင်းရင်တမန်နေနဲ့အရန်ကိုထူဆန်းတဲ့လူတွေရရှိတယ်။ရှေးကိုလညို့ထိုးပြီးဖြည်းဖြည်းချင်းပြောလိုက်ပါတယ်။ကျဉ်းညံ့သူမိတ်ဆွေတို့ကျေးဇူးပြုပြီးတော့ကျွန်တော်နောက်ကနေလိုက်ခဲ့ကြပါမခွဲထွက်ကြပါနဲ့။ဒီနေရာကအရန်ကိုအန္တရာယ်များတယ်။သတိမထားမိရင်ဒီမှာတည်သွားနိုင်တယ်။ ထို့တို့ပြောပြီးရေပလင်းပေါ်ကနေစင်းကရှေ့ကိုချက်သွားပါတယ်လူတိုင်းကမိကွန်းကိုထင်ရှုပင်အရှင်သခင်နောက်ကိုတေးချလိုက်သွားပါတယ်မိကွန်းကိုထင်ရှုပင်အရှင်သခင်ကတလန်းလုံးတည်ကြည်နေပြီးရေပလင်းကနေမြေပြန်ပေါ်ကိုရောက်ဖို့တတ်မှတ်ထားတဲ့လမ်းကြောင်းတိုင်းသွားပါတယ်နောက်ဆုံးမြူရင်းနဲ့ပြေးနေတဲ့တောင်စီကိုရောက်သွားပါတယ်ဝက်လင်းရဲ့မျက်လုံးတွေကတောက်ပါလာပြီးပဝင်းချင်းကိုကြည့်လိုက်ပါတယ်ထုံနေရာမှာတစ်ပင့်နေရာမရှိပါဘူးတောက်တောက်နေရာပဲရှိပါတယ်မတူညီတဲ့မြူမျိုးစားတွေကသူတို့အုပ်စုလိုက်ရှိနေပြီးတစ်ခုနဲ့တစ်ခုမရောထွေးပါဘူး ထိုးချိန်မှာချန်ထန်ကျွင်းရရုတ်တရက်ရက်လိုက်ပြီးမွေးတဲ့တောင်တလုံးကိုကြည့်လိုက်ပါတယ်တောင်တော်ရက်လောက်မှာကြောက်ကူတစ်ခုမှုံဝါးနဲ့မြင်ရပါတယ်ထိုးကူကသဘောအတိုင်းဖြစ်ပေါ်လာတာမဟုတ်ဘူးဆိုတာထင်ရှားပါတယ်ကျင်းကျက်မှုဂူအဖြစ်တစုံတစ်ယောက်ကလှူထားတာထင်ရှားပါတယ်အဲ့ဒီနေရာမှာဂူတစ်ခုပါရှိတယ်ဒါပေမဲ့အစင်းစနစ်တားရည်တွေကစောက်ကျက်နေတယ်ငါနောက်ဆုံးချိန်လာတော့ကသူတို့ကိုလှည့်စားပြီးအထဲကိုဝင်ခဲ့တယ်ယတနာအချို့ကိုလည်းရခဲ့တယ်မိကောထင်းရှုပင်အရှင်သခင်ကချန်ထန်ကျွင်းကိုကြည့်ပြီးတူတူလေးပြောလိုက်ပါတယ်ပြီးတော့ရှစ်ဆက်လျှောက်သွားပါတယ် ခြံထန်ကျွင်းကအကြီးကိုရုပ်သိမ်းလိုက်ပြီးရှေးရမိကုန်းကိုထင်ရှုပင်အရှင်သခင်ကိုကြည့်လိုက်ပါတယ်။ဘာတွင်းနေလဲဆိုတာဘယ်သူကမှမသိပါဘူး။လူတိုင်းကရှစ်ဆက်သွားတဲ့အမြလမ်းကြောင်းကကျင်းလာပါတယ်။မိကုန်းကိုထင်ရှုပင်အရှင်သခင်ကထိုနေရာနဲ့အရန်ကိုရင်းနှီးနေပါတယ်။ရှေးမှာလမ်းမရှိရင်လမ်းကြောင်းပြောင်းလိုက်ပါတယ်။နောက်ထပ်လမ်းတစ်ခုကပေါ်လာပါတယ်။အချိန်ကဖြည်းဖြည်းချင်းကုန်ဆုံးသွားပါတယ်။လူတိုင်းကပူနှဆိုင်တဲ့နေရာကိုရောက်လာတဲ့အမြကြီးကျယ်ခံစားတဲ့ခံစားချက်ကိုခံစားနေရပါတယ်။ထိုခံစားချက်ကပိုပြီးတော့ပြင်းထန်လာပြီးသူတို့စီကိုစဉ်သက်လာတော့စိတ်တရားတော်တုန်လှုပ်လာပါတယ်။ မိကောထင်းရှုပင့်အရှင်သခင်ရဲ့မျက်နှာအမူအရာပို့ပြီးတော့တည်ကြည်လာပြီးနှိမ့်သွားပါတယ် ခြေလန်းလန်းပြီးတိုင်းလမ်းကြောင်းကိုပြန်အောင်မိနေတယ်လို့အတော်အတန်ကြာစဉ်းစားရပါတယ်။ဝက်လင်းကတလျှောက်လုံးတိတ်ဆိတ်နေပြီပဲ။သူ့ရဲ့မျက်လုံးကြီးကတောက်ပါနေပါတယ်။ထုံနေရာမှာကန့်သက်ချက်တွေအများပြားရှိတယ်ဆိုတော့သူကသတိထားမိပြီးပါပြီ။ဒူဝါရင်အများစုကရန်အုံးမှာရှေးကြပြီးပြုတ်ကွဲနေပါပြီ။ဒူဝါရင်အလုလုတဲ့ကန့်သက်ချက်အချို့ကလည်းရှိနေပါသေးတယ်။ဝက်လင်းကိုအန်းသိစေတာထုကန့်သက်ချက်တွေရဲ့စွန်းအားထုကန့်သက်ချက်တွေကကောင်းကင်အကရစ်ချင်းလင်းရဲ့ဂူထဲကကန့်သက်ချက်တွေထပ်အောင်ပို့ပြီးတော့ပြင်ထန်ပါတယ်။သူတို့ကမပြုတ်ကွဲသင့်ရင်ထုံနေရာကိုရောက်လာဖို့အတွက်မဖြစ်နိုင်ပါဘူး။ သူတို့ဖြတ်တန်လာတဲ့နေရာကိုပြန်ကြည့်လိုက်တော့ကီလိုမီတာ9ခုထပ်မနည်းသွားပြီးပါပြီ။ရှေးရတောင်တန်းတော့မဖြတ်ကျော်ပါသေးပါဘူး။တောင်တန်းကြီးရဲ့ဟိုဘက်မှာဘာရှိလဲဆိုတာမသိနိုင်ပါဘူး။ထူခွန်းရောင်နေပင်မှာညဆိုတာမရှိပါဘူး။ခွန်းရောင်အလင်းနေရာကောင်းကင်ကိုဖြင်းနေပါတယ်။မိကုန်းကိုထင်းရှုပင်အရှင်သခင်ရဲ့လှူရှာမှုတွေကပို့ပြီးတော့နှေးလာပြီးနောက်ဆုံးတော့ရက်လိုက်ပါတယ်။သူ့ရဲ့ခေါင်းကိုပုတ်လိုက်ပြီးဒွန်မူးချင်းရသူမိတ်ဆွေပြန်လဲမွေးဖွားခြင်းစေလုံးကမဝေးတော့ဘူး။ဒါပေမဲ့အစင်းစနစ်သားရဲ့ကအဲ့မှာစောင့်နေတယ်။မင်းကလူချင်းရင်တော့ပြဿနာကိုအရင်ကြုံတွေ့ရမှာပဲ။ မိကုန်းကထင်ရှုဖြင့်အရှင်သခင်ရဲ့ရှေ့မှာလမ်းကျဉ်တစ်ခုဝရှိပါတယ်။တောင်ဘက်ခြံကမဲမောင်းနေပါတယ်။တခါတည်းရန်ကြောက်တုံးတွေကပြုတ်ကြပြီးအတန်တရာထွက်လာပါတယ်။ ထိုးရလွယ်လို့ပုံကြီးချင်းတစ်ခုလုံးကတိတ်ဆိတ်နေပါတယ်။လမ်းချင်းလေးကိုမြှုပ်ခိုးလွှာဖုံးထားပါတယ်။မြှုပ်ခိုးရဲ့အဆွန်မှာအယူစုတစ်ခုကိုမြင်ရပါတယ်။အဝိစာအလုံးဒီပါပြက်ကွက်နေပါပြီ။အဝိစာအချိုးကသာအယိုးမှကင်းကြီးနေပါတယ်။အယိုးပေါ်ကအသားတွေအလုံးကလည်းပုတ်သွားပါပြီ။တင်ပါဆုံးရိုးကိုတေချာမြင်ရပါတယ်။အဲ့ဒီအထဲမှာခုနှစ်ယောက်စီးလုံးတစ်လုံးကရှိပါတယ်။ထိုးစီးလုံးကအပြည့်စုံမရှိတော့ပါဘူး။အကွဲကြောင်းလေးတွေရှိပါတယ်။အချိုးကရေပြိုနေပြီးစီးလုံးပုံစံမဟုတ်တော့ပဲလာချမ်းပုံစံဖြစ်နေပါတယ်။ တရားဥကထိုစည်းလုံးကိုမြူချခဲ့ပေမဲ့အဆောင်းကိုမဆုံးနိုင်ခင်မှာတည်ဆုံသွားတာဖြစ်ရပါမယ်။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်စည်းလုံးကနေမှုင်းရင်တဲ့ခပ်ဖြော့တွေအားထွက်နေပါတယ်။ ထူရင်နှန်းကိုရှူရှန့်ရင်ဝင်လင်းရဲ့မျက်လုံးတွေကကျဉ်းသွားပါလေထူရင်နှန်းကထူးဆန်းပါလေသူ့ရဲ့နှာခေါင်းလေးကိုရောက်တဲ့အခါမူလာဝိညာဉ်တော်တုံလို့စီခဲ့ပါလေပြီးခဲ့တဲ့ဖြစ်ဖြစ်တွေကိုမထိန်ချုံနိုင်ပဲပြင်မြောင်းလာပါလေကံကောင်းထောင်းမှန်းစွာနဲ့ဝင်လင်းကသတိဝရိယရှိပါလေသူကရှာပြားကိုကိုက်လိုက်တော့မျက်လုံးတွေကကျဉ်းလင်းသွားပါလေသူ့ရဲ့စိတ်ထဲမှာတော့တုံလို့သွားပါလေအခြားလူတွေကိုကြည့်လိုက်ပါလေပန်းအဖိုးကြီးကသူ့ရဲ့အာယုံငါးပါးကိုပိတ်ထားပြီးသားပါထူနေရထူးဆန်းနေဆိုတာသူကသိပြီးသားဖြစ်ပါလေ အစိမ်းရဝေအဖွားကြီးကခဏတမင်းသက်သွားပြီမယ်မကြခင်မှာပြန်ကောင်းသွားပါလိမ့်တိုက်ပွဲတိုက်အခန်းရချန်ထန်ကျွင်းရလည်းအမြင်မဲပြန်ကောင်းသွားပါလိမ့်တကိုးကြီးရဲ့စီလုံးပဲပြန်လဲမွေးဖောက်ချင်းစီလုံးအမှန်ပဲတွံမှုလို့ခေါ်တဲ့ကောင်လေးကနှဆိုင်ဆောင်နဲ့ရင်းနှံကိုခန်းစားနေပါလိမ့်ကြီးညံ့သူမိတ်ဆွေတွံမှုကနေနဲ့လာရဲ့ပြန်လဲဝင်စားချင်းတန်တရားကိုကြင်ကြံတယ်သူကနားလဲရမှာသူ့ရဲ့ပြန်လဲဝင်စားချင်းပဲသူ့ရဲ့တောင်ကိုပြီးမြောက်အောင်လုပ်ဖို့အတွက်ပြန်လဲဝင်စားချင်းတန်တရားကိုကိုးကပြည့်အောင်လို့ကြင်ကြံရမယ်ဒါပေမဲ့ကောင်းကင်ကရက်ဆက်တယ် အောင်မြင်ဖို့ကခက်ခဲတယ်။ရှေးခေတ်ကျဉ်းကျဉ်းရဲ့လောကမှာပြန်လည်ဝင်စားခြင်းစေလုံးဝရှိတယ်လို့ကောလာဟာလာတွေကထွက်ခဲ့တယ်။ဒီစေလုံးကတောအိုးနားလေဖို့ပြန်လည်ဝင်စားခြင်းတန်တရားတွေကိုဝင်ကွင်းပြုတယ်လို့ဆိုတယ်။ဒါပေမဲ့ပြန်လည်ဝင်စားခြင်းစေလုံးကိုတော့ရှာမတွေ့နိုင်ဘူး။စေးနီးရဲ့တစိုက်တပိုင်းအချို့သာကြံတော့တယ်။ပြန်လည်ဝင်စားခြင်းစေလုံးကပြန်လုပ်ဖို့ဆိုတော့မဖြစ်နိုင်ဘူး။ပြန်လည်ဝင်စားခြင်းစွန့်ရဲ့အချို့ကစုဆောင်းနိုင်တော့တယ်။မိကုံးကထင်ရှုပင့်အရှင်သခင်ကဖြည်းဖြည်းချင်းရှင်းပြလိုက်ပါတယ်။ဒွမ်မူရဲ့မျက်လုံးကတောက်ပလာပြီးမိကုံးကထင်ရှုပင့်အရှင်သခင်ကိုစိုက်ကြည့်နေပါတယ်။သူ့ရဲ့အတန်ထက်ရှားပါတယ်။ ကျင်းကျန်သူမိတ်ဆွေမိကုံးအောင်ထင်ရှုပင်ဟာအများကြီးကိုသိနေပါလားကျွန်တော်ကိုလာရှာတဲ့အခါလုံလောတဲ့ပင်စင်မှုတွေလှုပ်ထားတယ်လို့ယူဆတယ်မိကုံးအောင်ထင်ရှုပင်အရှင်အားပြုံးပင်မယ်ဘာမှပြောပါဘူးအယိုးစုဖေးကမြှုပ်ခိုးရတဲ့ယတနာပစိကြောက်တာမဟုတ်ရင်ကျွန်တော်ကိုဒီလောက်ကျင်နာစွာနဲ့ဖိတ်ခေါ်မှာမဟုတ်ဘူးတွံမှုကမြှုပ်ခိုးကိုကြည့်လိုက်ပါလေဟုတ်တယ်ကျင်းကျန်သူမိတ်ဆွေတွံမှုရဲ့ပြန်လည်ဝင်စားခြင်းတာဝန်ကကျွန်တော်တို့ခီးဆက်ဖို့အတွက်အသုံးဝင်နိုင်မယ်ဒီစေးလုံးကိုရောင်းအောင်ကျွန်တော်ကကူညီပေးမယ်ခမရတော့ကျွန်တော်တို့အတွက်လမ်းအောင်ဖွင့်ပြရလိမ့်မယ် မိကုန်းကိုထင်ရှုပြင်အရှင်သခင်ကအစ်စေးတညင်စွာနဲ့ဝန်ခံလိုက်ပါတယ်ကောင်းပြီလေတွမ်မှုကခဏတစဉ်းစားပြီးအယိုးထဲကပြန်လည်ဝင်စားခြင်းစေလုံးကိုကြည့်လိုက်ပါတယ်သူရဲ့မျက်နှာတည်ကြည်နေပါတယ်မိကုန်းကိုထင်ရှုပြင်အရှင်သခင်ကတည်ကြည်တဲ့အတန်နဲ့ပြောလိုက်ပါတယ်ဒါကအစဉ်စနစ်နှကောင်းနိဗ္ဗာန်ဖြစ်စီသူကိုအထုံးထိပ်အစဉ်ကြီးညံ့သူနဲ့ညီမျှတယ်ဒါပေမဲ့တားရဲကတားရဲပဲကျွန်တော်တို့အားလုံးကကောင်းကောင်းပူပေါင်းရင်ကျင်းရသူမိတ်ဆွေတွမ်မှုရဲ့ပြန်လည်ဝင်စားခြင်းဤပညာနဲ့ဆိုရင်မဖြစ်နိုင်ဘူးဆိုတာမပြောနိုင်ဘူးချန်ထန်ကျွင်းကနှကန်းကိုရှာနေတက်လိုက်ပါတယ်ဒီနှကားရဲ့ဝိညာဉ်ကိုလိုချင်တယ် အစိမ်းရောက်ဝေအမျိုးသမီးကြီးကလည်းဒီနှခါရဲ့ခန္ဓာကိုယ်ကတော့ငါ့အတွက်ပဲဝင်လင်းရဲ့မျက်လုံးလေးကတောက်ပလာပြီးဖြည်းဖြည်းချင်းပြောလိုက်ပါတယ်မြူခိုးရဲကမူလောက်ကြောက်အားလုံးကိုလိုချင်တယ်ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးဝင်တည်ရှိပါတယ်